ဂျပန်ဖိုက်တာကိုဥခွဲပေးလိုက်တဲ့ Joshua Ben ပရိသတ်ကြီးတို့ဤအမေရိကန်ပြည်ထောင်စု Las Vegas မြို့က T-Mobile Indiana ကွင်းကြီးမှာတော့ဒီနေ့မနေ့ခဲမှာကျင်းပသွားတဲ့ UFC ပွဲစဉ်313ပြိုင်ပွဲမှာတော့ချင်းလူငယ် Fighter Joshua Ben ကပြိုင်မဲ့ဂျပန် Fighter Rage Surasut ကိုဒိုင်အဆုံးဖြစ်နဲ့အနိုင်ရရှိသွားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မနက်ခင်းကတော့ကြက်တီအဖြတ်ဖြားပြည့်စုံလာတဲ့မနက်ခင်းလေးလို့ပြောရမှာပါရှင်။ One Championship မှာမြန်မာ Fighter တွေ Shawn Wesson နဲ့လို့ One နဲ့ခဲ့ရတဲ့ပြိုင်သက်တွေအတွက် Joshua Aben ကနှစ်သိမ့်ပေးလိုက်ပါပြီနော်။ Joshua Aben က Japan Fighter ရဲ့ Suzuki နဲ့ထိုးသက်ခဲ့ရတာပဲဖြစ်ပါတယ်။ Japan Fighter ရဲ့ Suzuki ကတော့အသက်22နှစ်ရှိသူဖြစ်ပြီးအရက်အမြင့်9ပေ6လမှရှိပါတယ်။ကျမတို့ရဲ့ Chin Fighter တွေ Joshua Aben ကတော့အသက်23နှစ်ရှိသူဖြစ်ပြီးတော့အရက်အမြင့်က9ပေ9လမှရှိတဲ့ Fighter တစ်ယောက်ပါရှင်။ Japan Fighter ရဲ့ Suzuki က Professional Fighter ဘွားမှာတော့စစ်ဝဲထိုးသက်ထားတာဖြစ်ပြီးစစ်ဝဲစလုံးကိုအနိုင်ရရှိထားတဲ့ Fighter ကောင်းတစ်ယောက်ဖြစ်ပါတယ်။သူက UFC မှာတော့တပွဲချိုးတပွဲနိုင်ရလက်ကိုပိုင်ဆိုင်ထားပါတယ်။ကျမတို့ရဲ့ချင်း Fighter လေးကတော့ UFC မှာ9ပွဲချိုးသက်ထားရမှာ6ပွဲနိုင်တပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားပါတယ်။အခုမနက်မှာကျမ PC ခဲတဲ့ပွဲစဉ်မှာတော့ Fighter နှစ်ယောက်ရဲ့လက်ရည်ကတော်တော်လေးကွာတယ်လို့လည်းပြောရမှာဖြစ်ပါတယ်။ Japan Fighter ရေးဆိုအစုကတော့ Joshua Ban ကို3ချီစလုံး take down တွေခဏခဏကြိုးစားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ban ရဲ့ take down defense လုံးပြသွားတာတွေကတော်တော်လေးကိုပညာသားပါတယ်လို့ပြောရမှာဖြစ်ပြီးမြန်မာပြည်သက်တွေကတော့လုံးဝကိုအကြိုက်တွေ့နေခဲ့ပါပြီ။ race ဆွာစုကနဗန်းအာကိုကစားတဲ့ fighter တယောက်ဖြစ်ပါတယ်။ဒီပွဲမှာတော့ Joshua Benning ကပွဲစကရက်ကပြိုင်ဘက်ကိုအသာစီးနဲ့ကစားနိုင်ခဲ့တာဖြစ်ပြီးပွဲပြီးမှာတော့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Joshua Benning ကဒီပွဲမှာအနိုင်ရလို့ပြီးတော့အရင်လိုမျိုး ranking ထဲကိုပြောင်းဝင်လာပြီးဖြစ်ပါတယ်။ UFC မှာတကယ်ကိုတောက်ပလာမဲ့ကျယ်ပွန့်လေးအဖြစ်ပြည်သက်တီကတွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။ ဂျက်ရှုတ်အဘန်နဲ့ချန်ပီယံဖြစ်နိုင်တဲ့စွမ်းရည်တွေကိုပရိသတ်တို့ရောသဘောကျပါရဲ့လားကွန်မန့်မှာပြောသွားပါအောင်နော်